အားလုံးပဲမင်္ဂလာပါခင်ဗျာလို့ကျွန်တော်ရဲ့ Literature Fee Channel လေးမှာစာဖတ်ပရိသတ်များကိုနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်စာဖတ်ပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာကြီး Lerena Sochi ရေးသားထားတဲ့ဘဝလမ်းညွှန်စကားမလို့အမိရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ခံစားကြည့်ပါဦးခင်ဗျာမတိတီကိုတိငယ်တဲ့အရွယ်မှာအလုံးကိုတိတယ်လို့ထင်တယ် လူလက်ပိုင်းရောက်လာတော့ငါမသိတာတွေအများကြီးရှိသေးတယ်လို့နားလေလာတယ်။အသက်ကြီးပိုင်းရောက်လာတော့ငါဘာမှမသိဘူးလို့ခံယူဝင်လာတယ်။ဂရိတွေးခေါ်ပညာရှင်ကြီးဆိုကရတီကပြောတယ်။ငါသိတာတခုပဲရှိတယ်။အဲ့ဒါကတော့ငါဘာမှမသိဘူးဆိုတာပဲတဲ့။ဒါကတော့အလွန်မင်းပြောလိုက်တာပါပဲဗျာ။နှိမ့်ချလုံးတဲ့သဘောပါပဲလို့ခန့်ငင်ငယ်ကထင်ခဲ့မိတယ်။ပညာရှိကြီးကိုအပြစ်တင်တဲ့စိတ်ဖြစ်ခဲ့မိပါတယ်။နောက်ကြီးလာတဲ့အခါမှသဘောပေါက်လာတယ် ကျွန်တော်တို့မသိသေးတာတွေကအများလုံးနဲ့တွေ့ကြကျွန်တော်တို့သိထားတာလေးတွေကမပြောပါလာအောင်နည်းလွန်းနေဆိုတာပါပဲအဲ့ဒီနည်းနည်းလေးတွေကိုသိထားတာလေးတွေကပဲတည်တည်ကြကြစမ်းစစ်ကြည့်ရင်တော့မှန်မှမှန်မှမလားလို့သောတကတက်စရာတွေကအများပါတယ်နည်း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 ပေါင်းရင်400တယ်ဆိုတဲ့အတိတော့မသိကြပါဘူးတကူကအနှုတ်နဲ့ဖြစ်နေရင်၃ညဖြစ်သွားမှာပေါ့တချိန်တခါတော့အမှန်လို့ထင်ပြီးတော့အခိုင်အမာပြောတာတွေကတော့အခုချိန်မှာမှန်မှန်ဘူးဆိုတာသိလာရပါတယ် ကျွန်တော်တို့ငငယ်တုန်းကမြင်းဖြောင်လို့အသေးချာသိခဲ့တဲ့မြင်းတစ်ချောင်းကို အဖြောင်အတိုင်းပဲမရမနာပဲနဲ့အရှိကြီးဆက်ဆွဲသွားမယ်ဆိုရင်မြင်းကုံမြင်းကွေးကြီးတစ်ခုဖြစ်သွားမှာပါ။ဘာလို့လဲဆိုတော့ကဘာကြီးကခုံးနေလို့ပါပဲ။ကျွန်တော်တို့ငငယ်တုန်းကအခိုင်အမာပြောခဲ့ကြတဲ့မြင်းဖြောင်ဆိုတာတော့မှမမှန်တော့ပါဘူး။ကျွန်တော်တို့တွေအခိုင်အမာတီးခဲ့ပြောခဲ့ဘူးတဲ့မြင်းဖြောင်ဆိုတာတော့မှမမှန်တော့ပါဘူးနော်။ငငယ်တော့ကကိုတွေးခဲ့ဘူးတဲ့ကြားခဲ့ဘူးတဲ့ဖတ်ခဲ့ဘူးတိုင်းနဲ့ကိုကိုကို သိထင်ခဲ့ကြတယ်။ငါ့ကိုလာမပြောနဲ့ငါအလုံးသိတယ်လို့မမှိုင်မဲမဲပြောရခဲ့ကြတယ်။လူတော်တော်များများလေးပြောဖို့မှာပါ။ငါကသိသိတာ။ငါသိတတ်တာ။ငါမသိတာဘာမှရှိဘူး။တိုက်ရိုက်ပြီးပဲဖြစ်ဖြစ်တွဲဝိုက်ပြီးပဲဖြစ်ဖြစ်ပြောနေကြတယ်နော်။ဒါပေမဲ့လေအဲ့ဒီလူကလူအချောင်းကိုသိသိချာချာဘာမှမသိပါဘူး။လူဘလို့ဖြစ်လာတယ်ဆိုတော့တော့သိသိချာမသိဘူး။လူရဲ့အစာဆိုရင်ပိုးတောင်ဆိုသေးတယ်။ ိတယ်ထင်သမျှငင်းလို့မဆုံးကြတော့ဘူးတိတ်တိတယ်လို့ထင်နေကြတဲ့ကဘာမှမတိသေးလို့ပဲဖြစ်ပါတယ်အတော်ကလေးအရွယ်ရလာလို့အသေးမြင်းကြီးများလာမှငါမတိသေးတာတွေကအများကြီးကြံသေးတယ်လို့နားလည်လာတယ်ငငယ်တုန်းကလို့အာလုံးတိတယ်လို့မထင်ရင်မပြောရကြတော့ပါဘူးစာဖတ်ပရိသတ်များလည်းအဲ့လိုပဲခန်းစားမိလိမ့်မယ်လို့ထင်ပါတယ်နော်အတက်အွယ်ပိုးပြီးကြီးလာတဲ့အခါအသေးမြင်းကြီးပိုးပြီးရင့်ကျက်လာတဲ့အခါကိုတိထားတာတွေကဘာမှမဟုတ်သေးဘူးမတိသေးတာတွေကအများကြီးပဲလို့နားလည်လာတယ် အဲ့ဒီခါမှာငါဘာမှမသိသေးပါလားလို့ခင်ယူဝင်လာတယ်။ဆိုကရတီလိုပညာရှင်ကြီးများကြတော့တိတယ်လို့ထင်နေတာ ਈ တော့မတည်ကြတော့ပါလားလို့နားလည်လာတယ်။ဒါကြောင့်ငါတိတာတခုပဲ။အဲ့ဒါကတော့ငါဘာမှမသိသေးဘူးဆိုတာပဲလို့ရေးရဲဝုံဝုံပြောရင်းလာတယ်။အဲ့ဒါကြောင့်ဆိုကရတီကမြတ်ထန်သမားစီကနေလဲပညာသင်နေဖနှတ်ချုပ်သမားစီကလည်းပညာသင်နေအဲ့ဒါကြောင့်မလို့ဆိုကရတီကိုကဘာကျော်ပညာရှိကြီးအဖြစ်အားလုံးကလေးစားကြရတာ။ KSS လူသားမျိုးနွယ်အဆက်ဆက်ဒီနေ့ထက်တိုင်လေးစားနေကြတော့မယ်ကျွန်တော်တို့တွေကကိုကိုကိုတိတ်တိတ်တယ်အားလုံးကိုတိတ်တယ်လို့ထင်နေတာတွေကကျွန်တော်တို့တွေရဲ့အသက်ငယ်နေသေးလို့ပဲဖြစ်ပါတယ်လူကမငယ်သေးဘူးဆိုရင်လည်းအသိပညာငယ်နေသေးလို့ပဲဖြစ်ပါတယ်ဘဝင်မြင့်နေဆိုတာအသိအမြင်မမြင်သေးလို့ဖြစ်ပါတယ်အဲ့ဒီချက်ကိုတတိထားမိရင်တော့ ကျွန်တော်တို့တွေအသင်အတက်နှလုံးသွင်းလာနိုင်မှာပါနှင်ချတဲ့စိတ်လည်းရှိလာမှာပါအဲ့ဒီအခါကျွန်တော်တို့တွေလေလာစရာတွေ ်တင်ယူစရာတွေစီးပူးစရာတွေကိုဆက်လက်လည်လာတင်ယူစီးပူးနိုင်မှာပဲဖြစ်ပါတယ်။လူတိုင်းဟိုကိုယ်ဆရာလို့သဘောထားမယ်။ခုမသိတာတွေကိုလည်းသူသိနေတယ်လို့နားလည်တာကကိုကိုကိုဘဝင်မြင့်တဲ့စိတ်ကိုရော့ပါစေပါလိမ့်မယ်။သူများကိုအထင်သေးတော့မှမဟုတ်ပါဘူး။ပညာရှင်သည်မန်တက်သည်ပညာရှိသည်နှိမ်ချသည်ဆိုတဲ့စကားရှိပါတယ်။ကျွန်တော်တို့တွေကတသက်လုံးဆက်ပြီးတော့ပညာရှာနေရအောင်ပါ။လူတိုင်းစီရလဲပညာတွေဆက်လက်သင်ယူနေကြရအောင်ပါ။ အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းမောင်းကောင်းလေးကတော့စာရေးဆရာကြီးလေရန်ဒါဆော့ချီရေးသားထားတဲ့ဘဝလမ်းညွန်စကားမလို့အမိရတဲ့စာအုပ်ထဲမှာမတိတီကိုတိလို့အမိရတဲ့ဆောင်းမောင်းကောင်းလေးတစ်ခုကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီဆောင်းမောင်းကောင်းလေးမှာဆိုလို့ရှိရင်ဆရာကြီးလေရန်ဒါဆော့ချီကကျွန်တော်တို့ဒီနားလေတာတွေတိထားတာတွေကတစ်ချိန်ကြာလို့ရှိရင်တကယ်မဟုတ်တာတွေမတိကြတာတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ဆရာကြီးလေရန်ဒါဆော့ချက်ကကိုကိုကိုတည်တယ်တတ်တယ်ဆိုတိုင်းလေမမနာမထားဖို့ ဘဝင်မမြင်ဖို့ကျွန်တော်တို့တွေဆက်ပြီးတော့လီလာစရာတွေသင်ယူစရာတွေစီးပူးစရာရှိတာတွေကိုလည်းဆက်လက်လီလာသင်ယူစီးပူးကြဖို့ကိုဆရာကြီးလန်ရန်သာဆော့ချက်ကဒီဆောင်မလေးမှာတိုက်တွန်းလာတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့ဒီလိုမျိုးဆောင်မကောင်းလေးတွေပါတဲ့ပညာပေးဆောင်မကောင်းလေးတွေပါတဲ့ဆရာကြီးလန်ရန်သာဆော့ချက်ရေးသားထားတဲ့ဘဝလမ်းညွန်စကားမျိုးဝရင်စာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာအားလုံးကိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ နာရှင်သူများအားလုံးဘီရင်ခတ်တင်ကင်းကြီးကြပါစေဒေါသခတ်တင်ကင်းကြီးကြပါစေစင်းရဲခတ်တင်ကင်းကြီးကြပါစေနှလုံးစိမ်ဝါအေးချမ်းကြပါစေနာရှင်သူများအားလုံးဘီရင်ကြောင့်ကျစင်းရဲကင်းရီကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fiction လေးမှာငါးစင်ပေးခဲ့ကြသူတို့တို့ရောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ